်ရိုးရိုးပစလိုက်တောင်းနေရတဲ့ဆိုင်ခြေထောက်ပြက်ပြီးတောင်းနေရလူဆိုရင်ခြေထောက်ပြက်ပြီးလူကိုမင်းတို့ပို့တံတားမယ်ရိုးရိုးတောင်းတဲ့လူကိုပေးချင်မှာပေးမယ်ဥစားလို့မင်းရတော့ထိုက်တဲ့နဲ့ခံရမှာအဲ့ဒါကိုခင်ဗျားတို့ကတခိုးကိုမြောက်ပေးတဲ့ပုံစံကြီးတော့မဖြစ်စေနဲ့ဗျသူတို့သူတို့ရဲ့အင်တာဗျူးတွေကြည့်ရတာအဖွားလိုလည်းပြောလို့ပြောအိမ်နီးနာချင်းလိုလည်းပြောလို့ပြောပြောချင်တယ်လို့ပြောနေတာဒီစတရီမာမလုပ်ခင်တော့ကတော့လူဆောက်မိကလည်းဆောက်ကြည့်မဆိုင်ဘူးကိုပြောချင်ကပြောတယ်ကိုမန်နေတင်ကပြောတယ်လှုပ်တယ်အဲ့တော့ထင်းနေလွဲကြတယ်အဲ့တော့တတ်ချင်ကြတယ် စစ်ဘောမဆိုပြီးပြောကြတယ်နိုင်ငံရေးတဲ့ဆွဲထက်ကြတယ်မျိုးစုံပေါ့နော်မျိုးစုံကျိုးခုံပေါ့ဒါပေမဲ့ AC ပဲအဲ့တည်းကလည်းအပြုံးမပြတ်အောင် နေခဲ့တာပဲတို့မှစိုးတော့အချက်ကြလွန်ခဲ့တဲ့6လနေပြီစပင်မှာလုလိုက်တဲ့အခါမှာလူတွေငောက်ချစ်ကြတယ်အဲ့ရတော့ငါတိသွားတယ်တိသွားတဲ့အခါမှာငါလူတွေငောက်မုန်းမှာတို့ငါ့ကိုစိတ်ခုသွားမှာတို့ထင်လွဲသွားမှာတို့မလုတော့ဘူးဆိုပြီးဆုံးဖြတ်တာအဲ့တိုင်းပဲလည်းနေတယ်တောက်လျှောက်6လလောက် စင်ပြေပါတယ်။ဒို့ပေမဲ့သို့တော့အကြက်ကြ။အခုစင်မပြေတော့ဘူး။ခုစင်မပြေတော့ဘူးဆိုတာအပြစ်ပြောခြင်းလည်းမဟုတ်ပါဘူး။ဝေဖန်ခြင်းလည်းမဟုတ်ပါဘူး။အမှားနဲ့အမှောင်ထောက်ပြခြင်းဖြစ်ပါတယ်။အဲ့တော့နင်တို့ညလုံးလေးတွေမှိတ်ပြီးနားထောင်ကြပါ။ခုကငါတို့ line ပေါ်မှာဖြစ်နေကြရတယ်။ line သားရမှာတခိုးမီလို့ငါလို့ပေါ့နော်တတိုင်မှာကြိုးတုပ်လိုက်တဲ့ခိစားပေါ့။ငါငါငါလေလုံးတွေဝင်သွားတော့အဲဆိုင်ရှင်တော်ကြီးက မာကြီးပေါ့နော်ငါတက်ရွနေဆိုတော့မာကြီးလောက်ရှိမှာမာကြီးကဓာတ်တိုင်မှာကျိုးတုပ်လိုက်တယ်ကျိုးတုပ်လိုက်တော့ငါတို့မြန်မာတွေသနာရက်သနာရက်တော့ဘာဖြစ်သွားလဲဆိုတော့ခိုးခန့်တရလူကတရခန့်ဖြစ်သွားပြီတရခန့်အိမ်ထဲမှာနေပြီးတော့အလူငွေနဲ့အိုကေးနေတယ်ဆိုတော့အဲ့ဒါကြီးကအစင်မပြေတော့ဘူးကအစင်မပြေတော့ဘူးဆိုတာဥပမာပေါ့နော်တခိုးတယောက်ကိုမိတယ်ပေါ့နော်တခိုးတယောက်ကိုမိတယ် အခုဝိုင်းတနာကြတဲ့လူတွေလည်းပါပါတယ်ငါရက်ွက်ထဲမှာတခိုးတယောက်မိရဲ့အနည်းဆုံးတယောက်တစ်ချက်တော့ထိုးကြတဲ့ကောင်ကြီးပဲစုံကြီးတောင်းကျင်တဲ့ကောင်ဆိုရင်လက်သွေးကျင်တဲ့ကောင်သုံးလေးချက်လောက်ဝင်ထိုးရတဲ့ကောင်ရှိတယ်တချို့တခိုးရေဆိုဖူးရောင်နေရေစကန်တော့ဘာမှမလုပ်ပြည်သူတွေကဝိုင်းဖမ်းလိုက်တဲ့တခိုးကပိုအထိနာတယ်ဆိုတာမျိုးပေါ့ကွာဒါမျိုးတွေကတော့တွေ့ဘူးပါတယ်ဒါပေမဲ့ဒါလှုပ်ခြင်းမလှုပ်ခြင်းကမပြောလို့ဘူးကွာအဲ့လိုင်းတရားကအဲ့ဆိုင်ရှင်အမကြီးကမိတဲ့အချိန်မှာသူလည်းကြွယ်လိုက်တာပေါ့နော် သူကလည်းဒီ social media ခေကြီးဆိုတော့ဗီဒီယိုကြီးရိုက်ပြီးသူကသူကောင်းတင်ပြီးကြွေလိုက်တာပေါ့ကျိုးတုတ်တယ်တို့သိရမလားဒါတခိုးကြည့်ထားကြပါတော့ဘာလို့ပေါ့နော်ဒါသူလည်းဘယ်နှချိန်ခံထားရလဲဆိုတော့ငါလည်းမသိဘူးကွာသူတို့အဲ့ဒီဗီဒီယိုဖိုင်ကြည့်ချင်းအဖြစ်ကတော့အနည်းဆုံး2ချိန်3ချိန်တော့ရှိတဲ့သဘောမှရှိတယ်အဲ့ဒီအဖွားကြီးကခိုးတာပေါ့နော်အဲ့ဒီလူတွေကဘာပြောကြလဲဆိုတော့ကလေးလေးပါနေတော့အဲ့လိုကြီးလှုပ်တယ်ဆိုပြီးတော့ဝိုင်းပြောကြတယ်ပေါ့နော် ဟုတ်ပြီကလေးလေးပါလို့လုပ်တယ်ဆိုတာငကူတဲ့ခိုးမှာဘာလို့ကလေးခေါ်လာလို့လက်ခိုးလို့လက်ပြီးလို့ရတယ်ကလေးခေါ်လာပြီဆိုကြတဲ့ကပြောပြမယ်နော်ကလေးခေါ်လာပြီဆိုကြတဲ့ကရည်ရွယ်ချက်တွေရှိတယ်ကြိုတင်ကြံစည်မှုတွေရှိတယ်မင်းတို့ရန်ကုန်မှာလည်းမင်းတို့မြင်မှုမှာပါအရင်တော့ပန်းရောင်းကြတယ်ကားမှန်တုတ်ကြတယ်ပတ်စံတောင်းကြတယ်အခုကလေးကကလေးပွေပြီးလိုက်တောင်းနေရတယ်မင်းတို့တွေ့ဦးမှာပါ ဟာလေအဲ့ကလေးလေးစနေသားလောက်ကလေးလေးကနောက်ထပ်ကလေးလေးလာသားလေးကိုပုတ်ပြီးပတ်စံတောင်းနေတာဒါသူ့ရဲ့ညီမလားသူ့ရဲ့မောင်လားအဲ့မင်းတို့ဘာသူပြောနိုင်တော့ဒီကြဘာသူမှမပြောနိုင်ဘူးအဲ့ဒီကလေးလေးတွေကနော် သူ့ရဲ့ဒီဟွာပေါ့နော်သူတို့ရဲ့ဂိုင်းထဲမှာအဲ့လိုမျိုးတွေငှားလို့ရတယ်ကလေးတွေငှားလို့ရတယ်အဲ့လိုကလေးတွေငှားပြီးတော့ ရိုးရိုးဒုပမာရဲ့တနာရက်တွေကွာငါဘယ်သူမှအပြစ်ပြောရမလို့မင်းတို့စဉ်းစားတတ်အောင်ပြောပြတာရိုးရိုးပဆက်လိုက်တောင်းနေရတဲ့ဆိုင်ခြေထောက်ပြက်ပြီးတောင်းနေရလူဆိုရင်ခြေထောက်ပြက်ပြီးလူကိုမင်းတို့ပို့တနာမယ်ရိုးရိုးတောင်းတဲ့လူကိုပေးချင်မှပေးမယ်နော်အဲ့လိုမျိုးပဲအမေကြီးကိုကြီးတယောက်ကကလေးတယောက်ကိုခြိတာနဲ့ကလေးကလေးချင်းခြိပြီးတောင်းတာမင်းတို့ဘယ်သူ့ကိုလူငွေပေးမလဲကလေးကလေးချင်းခြိတဲ့ဟာကိုပို့ပြီးပေးမယ်မလားအော်ကလေးကလေးချင်းထိန်းနေရတာမတက်တာလို့တောင်းစားနေတယ်သူအဲဆိုပေးရတယ်တော်တော်ရှင်းရှင်းပြောရင်သူတို့တရောင်းစားတက်နစ်ရှိတယ် ။တခိုးမှာလည်းတခိုးတက်ကနစ်ရှိတယ်။စီးပွားရေးသမားမှာလည်းစီးပွားရေးတက်ကနစ်ရှိတယ်။သူတို့တက်ကနစ်အမျိုးမျိုးမှာအနိုင်ဆုံးဖြစ်တဲ့တခိုးတက်ကနစ်ကိုမင်းတို့တွေကယုံကြည်လို့မရဘူး။တခိုးတက်ကနစ်ကို အားပေးလို့မရဘူး။မင်းတို့ပြောနေကြတယ်ငါတို့နိုင်ငံတော်ကြီးဘာဖြစ်နေလဲညာဖြစ်နေတယ်ပြောရင်နိုင်ငံရေးတွေပါအောင်မယ်။ဘာဖြစ်နေညာဖြစ်နေရဲ့ပြောတယ်။လုံနေတာတွေကဟုတ်မှမဟုတ်တာ။ဟုတ်ပြီကွာကဲကလေးပါလို့အဲ့မှာဟွာဖြစ်တယ်ထားလိုက်ဟုတ်ပြီရိုက်လိုက်တယ်ရိုက်တဲ့လူအတွက်လည်း ခုပြောခြင်းတဲ့စကားအရှင်းရှင်းလေးနော်ရိုက်တဲ့လူကလည်းရိုက်တဲ့အပြစ်ဒဏ်တိုင်းခံလိုက်ဒါတော့ကြွယ်တာကိုဆိုရှယ်မီဒီယာပေါ်သွားတင်တာအပြစ်မှရိုက်လိုက်ဘူးကသိမှာမဟုတ်ဆိုရှယ်မီဒီယာပေါ်သူသွားတင်လိုက်တယ်ဖင်ရတဲ့အတွက်အဲ့ဆိုင်ဆိုင်ရှင်အမကြီးခံရတယ်အဲ့လိုပဲခိုးတဲ့လူကလည်းသူများပစ္စည်းကိုခိုးတဲ့အတွက်အဲ့လူကလည်းခိုးတဲ့အမှုရောက်ဖမ်းခံရမှာနော်အဲ့ဒါကိုဘာလို့ကျွန်တော်တို့မြန်မာပြည်ပရာဟိတအသင်းတွေရောဘာတွေရောညာတွေရောအကုန်လုံးကဘာဖြစ်လို့အဲ့ဒီ တခိုးဝိုင်းလှူနေကြတာတော့ပတ်စံဘာလို့ဝိုင်းလှူနေအောင်ကျွန်တော်ပြောပြမယ်ခမားတို့အဲ့ဒါနော်ဟိုမကောင်းတာလုပ်တဲ့လူကိုမြောက်ပေးတာနဲ့အတူတူပဲနော်နောက်ပိုင်းကျရင်တခိုးဆိုတဲ့ဟာမိုးတွေတခိုးဆိုတဲ့လောကတွေကိုခမားတို့ဝင်ကြည့်လိုက်ခန်းစားကြည့်လိုက်သူတို့ဘက်ကဘာလို့မှလဲသိလားသူတို့ကမင်းရင်တနာအောင်ပြောမှာပဲနခုကလေးကဗျာခြေကောင်းလက်ကောင်းကြီးလမ်းဘေးမှာတောင်းဆလို့ရပါတယ်ကျွန်တော်ပြောတာခိုးစာမှာမဟုတ်ဘူး ခိုးစားလို့မင်းရတော့ထိုက်တဲ့ခံရမှာအဲ့ဒါကိုခင်ဗျားတို့ကတခိုးကိုမြောက်ပေးတဲ့ပုံစံကြီးတော့မဖြစ်စေနဲ့ဗျာတခိုးကိုမြောက်ပေးတဲ့ပုံစံဖြစ်သွားရင်ကျုံတို့နိုင်ငံပြီးွားပြီဘာမှလုပ်လို့မရတော့ဘူးဟိုနိုင်ငံညာလူတွေများအဲ့ကိစ္စကြီးကိုဘာသာပြန်ပြီးတော့များတင်ပေးလိုက်ရင်ဝိုင်းကြီးမှာဟာမင်းတို့ကောင်နေအုံတော့နေလာကြီးလားဆိုပြီးဝိုင်းပြောကြမှာတခိုးတနာရတာဆိုကျွန်တော်ဗျာအခုအသက်45နှစ်ရှိပါပြီ နိုင်ငံတနိုင်တနိုင်ငံလုံးတိုင်းတာနဲ့ဝိုင်းတနာပြီးတော့တခိုးအောင်မှာအဲ့ရအောင်မှာဒူးနှံ့သွားပြီကျွန်တော်ဟာတော့ဟိုဟိုဟိုတခိုးရိုက်တဲ့ရိုက်လို့အဖမ်းခံလိုက်ရတဲ့ဆိုင်ရှင်တွေလည်းဘာမှမဆိုင်ဘူးတိလည်းမတိဘူးဒါပေမဲ့သူလည်းသူ့အပြစ်သူခံရမယ်ခိုးတဲ့လူကလည်းခိုးတဲ့ပြစ်ခံရမယ်အဲ့ဒါကိုခင်ဗျားတို့ကဂျာတန်းနေပါလို့ဒီတခိုးမှလိုက်မြောက်ပြီးနေအောင်ကျွန်တော်ပြောတာမမြောက်ပြီးနေအောင်မြောက်လူချင်း မပြောပြီးပြီရှေ့မှာအကောင်လုံးဒီလုံနေကြတဲ့လူတွေဘာကြောင့်လုံနေလဲဆိုတော့ကိုကိုကိုသိတယ်ကိုကိုကိုအတိဆုံးပဲဘာဘာဒီမှာဒုက္ခရောက်နေတန်းနေချီတဲ့လူအများကြီးရှိတယ်ဒီတခိုးတယောက်တွေဒုက္ခရောက်နေမှာမဟုတ်ဘူးအခုချိန်မှာ hot ဖြစ်တဲ့ဟာကိုမင်းတို့ attention လိုက်တာ attention လိုက်ယူတာ မင်းတို့ကဒီလိုစကားကြီးကျွန်တော်မပြောချင်ဘူးဘာလို့လဲဆိုကျွန်တော် အဖဂိမ်းမင်းဆိုပြီးတော့လူတွေချစ်တာပဲကျွန်တော်ကလိုချင်တာလူတွေအားပေးတာပဲလိုချင်တာဒီလိုစကားတွေမပြောချင်ဒါပေမဲ့မျက်လုံးထဲမှာတော်တော်ကြီးကိုကန့်လန့်ကြီးမပြောဘူးမပြောဘူးမပြောဘူးနဲ့ကျွန်တော်နေမကောင်းလို့ live stream တော့မလွှင့်နိုင်ဘူး live stream ကိုကိုလုပ်ငန်း live stream တော့မလွှင့်နိုင်ဘူးဒါပေမဲ့ဒီအောင်မနေနိုင်လို့လို့ပြောတာလွှဲနေတယ်ဗမာပြည်ကတနာတတ်တာ မဟုတ်တော့ဘူးပြည်တည်လားတနာတတ်တာမဟုတ်တော့ဘူးဗမာပြည်က ဒီ social media ရဲ့ attention ကိုတားလိုက်တဲ့နိုင်ငံဖြစ်သွားပြီတနာတာမဟုတ်တော့ဘူးတနာခြင်းအများကြီးပဲလမ်းဘေးမှာတနာစရာလူတွေအများကြီးရှိတယ်အခုဒီငလျင်ဘေးတင်လာတဲ့လူတွေအခုဒီမထူထောင်သေးတဲ့ကောင်တွေအများကြီးပဲအင်ဂျီယာမဲဖြစ်သွားပြီလမ်းဘေးမှာဟိုမှာဟိုဗာလဲဟိုကဲမ်နေကဲမ်နေမှာထားထားတဲ့လူတွေအများကြီးပဲဟိုစိတ်မန်းပတ်မှာသွားကြည့်အောင်မိုင်းလေးရာဒီဦးလူနဲ့သွားလာလားအဲ့မှာလှူကြပါလား ခင်ဗျားတို့ကငလင်ဖြစ်တယ်ငလင်ဖြစ်တော့မဲ့လူတာအခုလိုင်းပေါ်မှာစပြီးတော့အာတခိုးရိုက်တဲ့ကလေးလေးကိုတနာတယ်တို့ဘာတို့မင်းတို့အဲ့ကလေးတွေကိုငားပေးနေတယ်ဆိုတော့မင်းတို့သိလားသူတို့ငါငားပေးတယ်လို့ဆွဆွဲတာတော့မဟုတ်ဘူးနော်သူတို့မှတို့တို့သူရဲ့အင်တာဗျူးတွေကြည့်ရတာအဖွားလို့လည်းပြောလို့ပြောအိမ်နီးနာချင်းလို့လည်းပြောလို့ပြောပြောချင်တယ်လို့ပြောနေတာတဘောပေါက်လားမသိဘူးငါတို့ပမာတွေကလဲတော့လဲတယ်တပတ်မပြည့်ဘူးဖြစ်နေအဲ့ဒါကြီးကိုအားမရဘူး နိုင်ငံကနဲ့ရင်ပေါက်တန်းတန်းမှာအုံနောက်တွေကိုရှင်သန်းမှာငါပြောတာအခုကပြည့်သခိုးကြီးကိုဝိုင်းပြီးတော့လူနေတာအဓိပ္ပာယ်မရှိတော့ဘူးကြည့်ရတာအစင်မပြေတော့ဘူးငါမင်းမလူနိုင်မလူနဲ့ဘေးလိုက်ဘူးမပြောနဲ့ဆိုပြောရမှာပဲမင်းတို့လူချင်းငါတို့မသိအောင်လူလေငါတို့မြင်ငွေနဲ့ရောက်အောင်မလူနဲ့ငါတို့မြင်ငွေနဲ့ရောက်အောင်လူငါတို့မှဝေဖန်ပိုင်ခွင့်ရှိတယ်ငါလဲငါလူတဲ့ကိစ္စကိုဝေဖန်တာမကြိုက်ဘူးဆိုရင်ငါတိတ်တိတ်လေးသွားလူပဲလိုင်းမတင်ဘူး လိုင်းမတင်တဲ့အလူဆိုရင်ဝေဖန်ခံနိုင်ရမယ်မင်းတို့ကဗမာပြည်ကငါပေါ်တင်ပြောလိုက်မယ်အာဗမာတွေကအရန်တနာတတ်တာဆိုရင်စကားမှားတယ်တနာတာမဟုတ်ဘူးကိုယ့်အတွက်ကိုလုံးနေကြတာအလုံးကကိုယ့်အတွက်ကိုအတန်ရှင်းယူတာဒီတဲ့တဝက်ရောက်တဲ့လူတွေအများကြီးပဲသွားလူလို့ရတယ်သွားပေးလို့ရတယ်လိုင်းမမှာမင်းတို့တခုခုဖြစ်ကြည့်လိုက်ဒီလူဒီလူတွေပဲရှေ့ကောင်းထွက်ပြီးလာလူတာ ဒီလူဒီလူတွေပဲလူတာရိုးတော့ရိုးနေပြီအများကြီးပါမင်းလှူလို့ရတဲ့လူတွေလှူလို့ရတဲ့နေရာတွေဟိုကိုနဲ့တော့မဆိုင်ဘူးပေါ့ကွာမဆိုင်ဘူးဆိုရင်ပဲဆိုင်တယ်ကွာဘာလို့ဆိုင်တာလဲဆိုတော့မင်းတို့ငါပြောပြီးပဲမင်းတို့လှူတာကိုငါမသိရင်ပြောကြအကြောင်းမရှိဘူးမင်းတို့လှူတာကိုငါမြင်နေရင်တော့မင်းတို့လှူတဲ့လမ်းကြောင်းမှန်ရင်တာဓုခေါ်ပါပဲလမ်းကြောင်းမှန်နေတော့မတာဓုပဲ မင်းတို့အခုကဘာဖြစ်ကိုကိုလည်းပြန်စဉ်းစားကြည့်ပါခေါင်းအေးလေးနဲ့စဉ်းစားကြည့်ပါအတန်ရှင်းတစ်ခုတည်းမဟုတ်ပဲနဲ့ငါတို့လုံနေတာဒီလူမိုက်အပေးများဖြစ်နေမလားဆိုတာလေမင်းတို့မစဉ်းစားမိကြဘူးလားနောက်ဆုံးမင်းတို့ကလေးလေးကိုသွားလူတယ်ဆိုရင်တော့လုံးနေပြီတော်တော်လုံးနေပြီအဲ့ကလေးလေးကဘာမှမဆိုင်ဘူးကလေးကိုလည်းလုံနေတာမဟုတ်ဘူးဟိုကဗဇက်ကဒေါသလေးရောက်ပြောရရင်လည်းဘူးနဲ့လောင်းလိုက်မယ်ဆိုတာလောင်းလည်းလောင်းတာမဟုတ်ဘူးငါပြောတာပြီးတော့နောက်ဘာဖြစ်လဲငါတို့လည်းသိတာမဟုတ်ဘူး ။အော်ကလေးကိုတော့တနာလို့ဆိုထားလိုက်တော့မင်းအဲ့ကလေးကလည်းငားတာမဟုတ်ဘူးလို့မင်းတို့ပြောနိုင်လား။ဘသူအမခံတော့ငါ့ကို။အများကြီးပဲမင်းလမ်းဘေးမှာတောင်းနေတဲ့ကလေးလေးတွေအဲ့လိုပေါက်ဆလေးတွေခြီးပြီးတောင်းနေငါတို့ပြေဦးလေးမှာလည်းအများကြီးပဲ။အဲ့ဒါသူတို့တွေကတကယ်ကိုဆွေမျိုးတော်ပါရဲ့ဆိုတော့တကောင်ဆင်းနဲ့မင်းတို့ငါ့ကိုပြနိုင်လား။ဟဲ့အောင်မင်းတို့မအားနဲ့။အဲ့လိုမို့ငားရနဲ့သူတို့ငါငားရနဲ့လို့ဆွဆွဲတာမဟုတ်ဘူးနော်။ငါမယုံဘူးဆိုတော့ပြောတာ။သူတို့ဆွဆွဲရမို့ငါမယုံလား။ ကလေးတွေငါပြီးလှုပ်ရှားလို့ရနေတာအများကြီးပဲရန်ကုန်မြို့ပူတော်ဆိုးသေးတယ်ဘယ်လိုတွေ့လားမန္တလေးနောက်ထပ်ဘေး level တော့ height သွားပြီနော်မန္တလေးကထိုင်ကုန်ကြတော့ကနော်ဟိုမီးပွားအလေကောင်ကြီးမှထိုင်ကြတော့တာကလေးတွေကမန္တလေးကတရောင်းသားတွေပို့ပြီးအစ်စ်မြင့်တယ် update မြင့်သွားပြီရန်ကုန်ထက်သဘောပေါက်လားရန်ကုန်ကဒီတိုင်းပဲရိုးရိုးတောင်းတာမှန်ကိုတုံးမယ်ပတ်စံတောင်းမယ်ပန်းရောင်းမယ်မန္တလေးကကလေးတွေထိုင်မှာကြတော့တာအဲ့လိုထိုင်မှာကြတော့တယ်မှာဒါဘာလို့ဆက်ဆက်ပြီးပြောရလဲဆိုတော့ အဲ့ဒီအခင်းဖြစ်ပေါ်တဲ့နေရာမှာရှိတယ်ကလေးလိုကလေးလေးပေါက်စလေးလေးကိုပါဒီလိုလက်ကနေခြီရွာတာမန္တလေးရာသီဦးနဲ့ပူးလောင်နေတာကွာမင်းရလေဒါတသက်မဲ့သူကပြတာလေငါတို့တသက်လုံးမထည့်ဘူးနော်အဲ့လိုကလေးမျိုးလေးအဲ့လိုကလေးပေါက်စလေးခြီလာပြီဆိုတော့ဒါကြီးကလောက်ခွေကြီးဆိုတာတိနေတဲ့အတွက်ကိုငါတို့ကမလှူတာအခုတည်းကဒီဖွားကြီးကွာတော်သူမရှိလို့ခိုးစားတာခိုးစားသူ့လည်းငါပြစ်မပြောဘူး ဟိုရိုက်တဲ့လူလည်းရိုက်တာသူကသူဖမ်းခံပြီးွားပြီအခုကမင်းတို့ကမဟုတ်ဘူးခိုးတဲ့တခိုးပါမင်းတို့ကသွားပြီးပတ်စံနေအပုံလိုက်တွေသွားလူနေမင်းတို့အဲ့လောက်ပေါ်နေလားငါကလူစမ်းမှာကွာရောက်ငါအဲ့တဲ့အကျိုးရှိတဲ့နေရာအများကြီးဖြတ်မိမယ်မင်းတို့ကမဟုတ်တော့အခုကလိုင်းပေါ်မှာဘာဖြစ်လဲအာဒီနေရာဟော့သွားပြီးဒီနေရာဟော့သွားပြီးဆိုရင်တန်းစီပြီးသွားတာကောင်းပါလေလှူတာတန်းတာတော့ဒါပေမဲ့မင်းတို့ငါပြောပြမယ်လူတာတန်းတာတချို့ကလည်းရှိတယ်ကွာ စိတ်လွတ်လပ်လို့မရဘဲဘာလို့လုံးနှလုံးထီထိုးထိုးဂျင်းဆော့ဆော့ဘာလို့လုံးကတော့လှူလိုက်တာပြီးပြီအပြက်စိတ်ကိုပြက်တဲ့အပြက်ထားပြီးလှူလိုက်တဲ့လူသဘောကျတယ်မှန်တယ်တို့ပဲပဲမင်းတို့လှူတဲ့ဟာကလမ်းကြောင်းမှန်မယ်လမ်းကြောင်းမှန်မှာတော့ဝါမင်းမင်းလှူတယ်ဆိုတဲ့ဟာကိုကုသူကိုကုသူရဖို့တခုတည်းမဟုတ်ဘူးကိုလှူလိုက်တဲ့လူအတွက်လည်းအကျိုးရှိရမယ် လှူတဲ့လူလည်းအကျိုးရှိရမယ်အလှူကိုလက်ခံတဲ့လူအတွက်ကလည်းအကျိုးရှိရမယ်အဲ့ဒါမှအလှူဒါနဆိုတာမြောက်တာကွာမင်းတို့ဗုဒ္ဓဘာသာတွေဖြစ်ပြီးအလှူဒါနအကြောင်းကောင်းကောင်းမသိကြဘူးမလိုအပ်တဲ့လူကိုသွားလှူလိုက်လို့ရှိရင်မင်းလှူတာမင်းလှူတာပဲရှိတယ်ဟိုဘက်ကလူအတွက်ကလည်းမမြောက်ဘူးတကယ်ကိုလိုအပ်နေတဲ့လူလက်ထဲကိုထည့်ပေးတာနဲ့မလိုအပ်တဲ့လူလက်ထဲကိုသွားထည့်ပေးတာနဲ့မင်းအလှူဒါနကမတူဘူး မင်းတို့ပြောရင်တော့ဟာစိတ်ပြတ်တယ်လှူလိုက်ရင်ပြီးတာပဲတစ်ချက်လှူလဲတစ်ချက်ပဲနှစ်ချက်လှူရင်လည်းမဆိုင်ဘူးတကယ်ကိုလိုအပ်နေတဲ့လူတကယ်ကိုထိထိရောက်ရှိမဲ့နေရာမျိုးကမင်းတို့တစ်ချက်လှူတာ10ဘုတ်တန်10လောက်တန်ဖို့ရှိတယ်မင်းတို့100လှူရင်1000လောက်တန်ဖို့ရှိတယ်အခုကငါကြည့်နေမင်းတို့မဟုတ်တော့ပါဘူးငါတို့ဗမာအရင်တော့ငါကြည့်အော်ဗမာတွေအလှူတည်းအလှူတည်းပတ်သက်ရင်မတွန့်တိုတတ်ကြဘူးငါဘိဇာပေါ်လို့မကောင်းပါဘူးဒီမတွန့်တိုတတ်ကြဘူးသိရမလားအဲ့လိုမျိုးငါထင်တာလားအမှန်တကယ်မဟုတ်ဘူးကွာ အလူနဲ့ပတ်သက်မတွန့်လို့တာမဟုတ်ဘူးငါတို့ကမှ attention တော့ကိုတအားလိုက်တာကိုယ့်ရဲ့အောင်မြင်ကြော်ကြားမှုနောက်ကိုအရန်လိုက်ကြတာအဲ့လိုအရန်လိုက်ပြီးတော့ဟိုပါပေါ့နော်ငါတို့ဘယ်လိုပြောရမလဲ marketing စဉ်းစားလို့ဖြစ်နေတယောက်ကလူကြလိုက်ရင်နောက်တယောက်ကအဟာအဲ့လူရင်လူကြည့်များတယ်နောက်တယောက်လိုက်လူပြနောက်တော့လူရဲ့ဟာဒီလိုလူနေကြပြီလူနေကြပြီဆိုတာဟိုဆယ်လီတဲ့လာလူကြပြန်အောင်ဒီပရိုက်တဲ့လူကြပြန်အောင်အာဝိုင်းလူဘာလို့အကောင်လုံးဒါ business တွေကွာသိလား business မဟုတ်ဘူးလို့ငါ့ကိုလာမငင်းနဲ့အကောင်လုံး business တွေကြီးပဲ business stage ကြီးပဲအကောလုံးမင်းတို့အိတ်ထဲကထုတ်လှူတာမဟုတ်ဘူးငါတို့လှူတယ်ဆိုတာကငါအိတ်ထဲကနေပြီးတော့လမ်းဘေးကကလေးတွေကိုထမင်းကျွေးတာဘယ်သူစီကမှအလူမခံဘူးအာအဘ gaming ကမနေ့ပြန်တော့လမ်းဘေးကကလေးတွေကိုခေါက်ဆွဲကြောကျွေးတော့မှမလို့ပါဝင်နေတဲ့လူများပေးပါတော့ငါတခါမှတောင်းဘူးငါအိတ်ထဲကငါထုတ်ပြီးကျွေးတာအဲ့ဒါငါတို့က business မဟုတ်ဘူးငါတို့ကစည်းနာဒါတာနဲ့ကျွေးတာသူများပတ်စံကိုလက်ခံပြီးတော့တဖန်ပြန်လှူတာ business လို့ခေါ်တယ် အဲ့ဒါကြီးအများကြီးပြောရင်မိပြက်ကုန်နေမှာဆိုတော့တခိုးအားပြီးတဲ့နိုင်ငံတော်ကြီးတော့မဖြစ်စင်နေဘောကွာအမျိုးမျိုးကွဲလို့ရတယ်ငါပြောတဲ့ဟာလဲငါဘက်ကတချမ်းလဲရှိမယ်ငါနဲ့ဆက်ညီဘက်အချမ်းလဲရှိနိုင်တယ်ငါ့ကိုလည်းမုံညင်မုံနိုင်တယ်မုံလဲကယူမဆိုင်ဘူးအဲ့တော့မားနေတဲ့ကိစ္စတော့မားနေတယ်ဆိုတဲ့ယူကိုမပြောရင်ငါအသက်ရွယ်ငါ့ကိုချစ်တဲ့ပြိတ္တတွေငါဟွာမို့ဖြစ်လို့ဖြစ်နေတယ်မားနေတဲ့ညမားနေတယ်ပြောမှာပဲ မားနေတယ်ဒီအကြီးကတခိုးဝါမင်းတို့ဒယိုးကန်းတယ်လို့ဖြစ်နေတယ်မင်းတို့ငါပြောပြရမယ်သိလားမင်းတို့ရောကြုံဘူးကြားဘူးလားငါတို့ကြားဘူးတိုင်းရှိတယ်ငါတို့အရင်မန်းလေးမှာနေတော့ငါငငယ်တော့ပေါ့နော်ကုန်းဆုံးတိုင်းဒီဇိုင်းရှိတယ်အဲ့မှာဒေါ်ကြီးတောက်ဈေးရောက်တော့ကွာဒေါ်ကြီးလည်းဦးလည်းကလည်းမမှန်းမိတော့ဘူးမင်းတို့ပြောပြမယ်အဲ့မှာအဲ့ခက်ကလေးကအဲ့လိုကလေးလေးပွေပြီးတော့လာပြီးခိုးတဲ့ဟာတွေရှိတယ် လာပြီးခိုးတော့မိွာမိွာတဲ့ခါမှာတနာလို့ဆိုပြီးတော့နော်မုံနေကျွေးလိုက်တယ်ရဲလည်းမတိုင်ဘူးနောက်မခိုးပါနဲ့ဆိုပြီးကျွေးတယ်အဲ့ကလေးလေးနဲ့အဲ့လာခိုးတဲ့လူနဲ့အဲ့မှာထိုင်စားတယ်သူကျွေးတဲ့ဟာပေါ့နော်ငါတို့ပမာလေးမှာအရင်တော့ရှိရထမင်းတွေမှာခူးကျွေးတာတို့ပါလို့ပေါ့ကွာအဲ့မှာကျွေးထိုင်စားနေအလဘလာပြောနေဆိုင်မှာတယောက်တည်းရှိတယ်ဆိုတာလေတိတော့အနားမှာရှိရကက်ကြီးနဲ့ထိုးပြီးတော့အကုန်ယူသွားတာတိလား လူပါတတ်ပြီးယူသွားတာသဘောပေါက်လားအဲ့လိုမျိုးတာတကားတွေလည်းအများကြီးရှိတယ်အဲ့ကြောင့်မို့ဟိုဘယ်လိုပြောရမလဲကွာဟူးဆိုဟေးဖြစ်တဲ့နိုင်ငံကြီးမှာလုံမစားကြပါနဲ့ဟိုမဟုတ်တဲ့လူကိုအားမပေးပါနဲ့အဲ့ဒါအဲ့ဒါဟိုအမုန်းခံပြီးပြောကြင်တာမန္တကယ်ကလုံးဝဒီလိုကိစ္စမျိုးတွေပေါ့နော် ပြောဖို့အစီအစဉ်မရှိဘူးသူကသူဘာလို့လို့ဘသူတွေဘာလို့လို့ငါ live stream လွင့်မယ်ငါအလုပ်ငါလုပ်မယ်ငါ့ကိုလူတွေချစ်မယ်ငါ့ကိုလူတွေအားပေးမယ်တော်ပြီဆိုတဲ့ဟာနဲ့နေခဲ့တာ6လလောက်ရှိပြီဒါမဲ့ဒီအရာကြီးကြတော့မဟုတ်ဘူးကနည်းနည်းငါရောက်ဟိုအဲလမွန်တင်လည်းမဟုတ်ဘူးတမီးစိုးလည်းမဟုတ်ဘူးအေတင်ကိုလည်းမဟုတ်ဘူးနော်ဟိုဟိုဇွန်နီလာထေးလည်းမဟုတ်ဘူးနေရာတကာလိုက်ပြောနေတာမဟုတ်ဘူးဒီတစ်ခေါက်ကဒါမဟုတ်ဘူးဆိုတော့မဟုတ်တဲ့အကြောင်းမင်းတို့ပြောပြတာ လို့ကွာအဓိပ္ပာယ်မရှိတာကွာမင်းအဲ့လိုလုပ်လို့မင်းတခိုးတွေဆိုတာမင်းတာမန်လူတွေထက်အများကြီးလဲတယ်ကွာနောက်ဆိုရင်တိသွားပြီသူတို့ကအာကလေးနဲ့ခိုးလို့မီးလို့အဲ့လိုလုပ်လို့ရှိရင်ငါတို့တော့လှူလဲလှူဆိုသူတို့ရဲ့အတိညာဉ်စာပေသာမတက်ပြမတက်ပေါ့ကွာအဲ့အတိညာဉ်ထဲမှာအဲ့ဒါဝင်သွားပြီဆိုရင်မင်းဘလို့သွားထိန်တော့မလဲရဲရဲဖြစ်လာမယ်ခိုးရဲလာမယ် အားကလေးလေးနဲ့ခိုးတာပဲကွာမိသွားရင်ဟိုတစ်ခေါက်ကတော့မှလှုပ်လို့တွေ့ရမလားဆိုင်ရှင်ဖမ်းခံလိုက်ရပြီအကောင်တော့မြင်နေတာအဲ့ဒါကြီးကမင်းတို့တင်မေးသလိုဖြစ်နေမင်းတို့ဟိုကတော့ဟိုမင်းတို့ဥပမကင်းဘူးနော်ဒါပေါ်တင်ပြောလိုက်တာအတိတ်ပဲမှမရှိတာဒါငိုးကမလောက်အောင်လीနော်ဘာလို့လဲဆိုတော့ တခေါ်တို့ဓမြတို့ဆိုတဲ့သူတို့ကရှင်းရှင်းပြောရင်ပညာမတက်စာမတက်လို့ဒါမှမဟုတ်လောက်ကြရဲ့လို့ငါယူဆတယ်ယူဆသူတို့မှာအတွေးခေါ်ဆိုတိတ်မရှိဘူးမရှိတော့သူတို့အတွေးခေါ်တယ်မှာခုဘာဖြစ်သွားပြီလဲတခိုးဘက်ချမ်းတော့တခိုးဘက်ချမ်းတခိုးဟိုဘယ်လိုပြောအောင်လဲတခိုးလောကသားတွေကအေးငါတို့တိုက်ပွဲတစ်ခုရပြီဟေးငါတို့တခုလုံးတော့မယ်ဆိုကလေးတာပါပါစေငါတို့ပြန်မလို့ရဲတော့ဘူးအဲအခုဟိုမှာတွေ့လာတယောက်လုံးလိုက်တာတယောက်မိသွားပြီတယောက်ခီးသွားပြီတွေ့လာငါတို့အဲ့လိုအကွက်နဲ့နင်းမယ်ဆိုရင် ဘလို့သွားထိန်းတော့မှာတော့အများပြည်သူအသက်အိုးစီးစိမ်လုံခြုံမှုအတွက်စိန်ခေါ်လိုက်တဲ့သဘောဖြစ်သွားပြီမလို့ရဘူးမင်းတို့အဲ့ဒါမို့နောက်ဆုံးကိုယ်ကပြောကွာမင်းတို့မချေနဲ့လို့အဲ့ကိုဆိုင်ရှင်ကြီးကတအားကြီးလှုပ်တယ်ကွာဟုတ်တယ်ခါလဲကြည်တော့ဒေါသထွက်သွားတယ်ဒေါသထွက်သွားတယ်အဲ့အဲ့လူကိုပြန်ပြီးတရားဆွဲလိုက်ဟလာအပြစ်ပေးလိုက်ရပြီဒါပေမဲ့တော့ငါပြောပြမယ်နော်မင်းတို့အိမ်မှာလဲမင်းတို့တခိုးမိမင်းတို့ကျုံးပါပဲအဲ့ဒါမညာနဲ့ငါ့ဟော 俺又嘛得昆明来，那种你讲包那样土皮嘛，俺也来嘛。跑那个你讲老边老人，你讲没来往人，俺看不起。俺看不起咯，你讲也来对嘛？就倒霉，睇东西睇东看没？俺那我嘛，俺有那朋友说，挨屋里来，俺认生嘛。也有碰上苦啊没，也有那亲清晰，挨到可能俺那把，挨个那嘛来碰到以后太少嘛啦。 ဘာဆိုပြီးတော့မင်းအဲ့တကူကမထင်တဲ့ဟာတစ်ခုနဲ့ကောက်ပြီးတော့ငါ့ကိုထိုးရရင်ဘယ်ကောင်ကငါ့အသက်ကိုအန္တရာယ်ငါငါ့အသက်အန္တရာယ်ကိုဘယ်ကောင်ကကာကွယ်ပေးမှာလဲအဲ့တော့ငါပြောပြမယ်တခိုးမင်းကျုံမောက်ပေါင်းကျုံပြီးွားကျိုးတုတ်တာပြီးရင်ရဲဟုတ်ခေါ်ဆက်မရိုက်နဲ့တော့ရဲဟုတ်ခေါ်ပြီးတော့မှမင်းဇိန်နဲ့ကွာအဲ့လိုပါရိုက်နေတော့မင်းမားတာပေါ့ကွာလောလောဆယ်ကတော့ဒီကောင်မထနိုင်အောင်ဒီကောင်အရင်လောက်ရမယ် ဘာလို့ဒီကောင်ထားနိုင်နေဆိုငါတို့ပြန်လို့ရင်လုံးပါအဲ့အတွက်လည်းငါတို့ကကိုယ့်ကို defense လုပ်ထားရမယ်အဲ့အတွက်တခိုးပုံနေအောင်ရိုက်ရမယ်ပုံနေအောင်ရိုက်ပြီးကြိုးတုပ်ရမယ်ကြိုးတုပ်ပြီးရဲစကောင်းကိုခေါ်လိုက်အဲ့ဒါကိုပြီးမှငါတို့ကကြိုးတုပ်ထားပြီးတော့ခြေတော်လေးကိုဓာတ်နဲ့သွားချစ်တာတို့ဘာလို့လို့တော့ငါတို့ကလူမဆန်တာနှိမ့်ဆက်တာလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့မင်းငါတို့လိုပြည်ဦးလွင်လိုနေရာမျိုးကွာမင်းကလည်းညာကြီးတကောင်ငါကြီးတခိုးဝင်နေပဲထားပါလေအဲ့တခိုးတဲ့ငါနဲ့ကမင်းနှစ်ကောင်စီးချင်းထိုးရမှာဒီကောင်တေးတေးမသိငါသေးပဲ ဒါမိုးကြီးတွေရှိရေလေကွာနောက်ကြည့်ဟုတ်ပါဘူးသခိုးတွေကိုမင်းတို့ကအာလီးတွေရောက်မင်းတို့ရောက်ဟိုဘာလဲရွေးကောက်ဝဲကြရင်မဲပေးပြီးရောမင်းတို့ပါတီထဲမှာမင်းတို့ပြောလိုက်သွားပါအဲ့လွတ်တော်ထဲမှာဝင်ပြောကြတခိုးကာဝယ်မဲ့ဥပဒေလေးထုတ်ပေးပါလို့เนาะမင်းတို့ဝင်တောင်းကြဝင်တောင်းကြနိုင်ငံတော်ငါလီးမင်းတို့အုံနောက်ကိုမရှိကြဘူးမင်းတို့ကအခုကကြီးကငါကြီးကြီးနဲ့ဘာနဲ့တူလာဆိုတော့ဗိဇာပွားတာမဟုတ်ပါဘူးအဲ့တခိုးရသွားတာလဲငါကုံရတာလဲမဟုတ်ဘူးငါရဲ့ချစ်တော်ဖန်နေကုံတာလဲမဟုတ်ဘူး ကုန်ကျင်တဲ့လူကုန်ပြီးတွေ့သူရရရသူ့ရဲ့နဲ့သူ့ဆက်ကလိုက်တယ်ကွာဒါပေမဲ့အဲ့လိုလုပ်ချင်းအားဖြင့်တနိုင်ငံလုံးအဲ့လေရှိတယ်တခိုးတွေတို့ဘာတို့သိရမလားပိုပေါ်များလာမယ်ခီကြီးကလည်းကောင်းတာမဟုတ်ဘူးငါပြောတာအာငါတို့တော့ကွာဒီလိုလက်လို့စွဲတကောင်းလေးလုံးလို့မရတော့ဘူးဒီလိုဒီလိုဖြစ်သွားပြီဆိုတာမင်းတခိုးမင်းတို့တက်လဲတယ်စာတာမတက်တာဒီကောင်းလေးလဲတယ်နော်မင်းမြတ်တို့ဗျာအဲ့လိုမအားကြသမနဲ့ ဟိုလူလူတစုကအတန်းရှင်းလိုချင်လို့ဟိုလုပ်တဲ့ခမရတို့ကအရှင်းရှင်းပြောရင်အဲ့လိုမျိုးဝိုင်းမြောက်ပြီးတော့အဲ့လူတစုကအမိတအောင်ကပြီးတော့ဆယ်လီတွေတယောက်ပြီးတယောက်သွားကြတယ်အဲ့အဖွားကြီးအိမ်ရောပတ်စံနေသွားလူကြတယ်အင်တာဗျူးတွေလုပ်ကြတယ်မင်းတို့ကပြောမယ်နော်အင်တာဗျူးလုပ်တယ်တို့သတင်းတင်တယ်တို့ဆိုတာမင်းတို့ရောက်သတင်းသမားမှတ်ပုံနေမရှိရင်ဖမ်းခါရတယ်နော်မင်းတို့အဲ့ဒါလည်းသိဖို့လိုတယ်နော် အာမင်းတို့တရင်လို့လို့တရက်လို့လို့မင်းတို့အင်တာဗျူးတွေလုပ်ချင်နိုင်လုပ်လို့မရဘူးဆိုတာမင်းတို့သိထားဖို့လေလိုတယ်အဲ့ဒါဗမာပြည်ကတာဆန်တွေကမသိဘူးတောင်တောင်ကပတ်စံသွားလူတာပဲငါတို့ကောင်းတာလို့တာပဲမေးချင်တာမေးလို့ရတယ်ဆိုရအဲ့လိုမေးလို့မရဘူးမင်းတို့သိလားလူတယောက်ကိုမျက်နှာပဖုံးပဲတင်လို့မရဘူးမင်းတို့ကောင်းတွေဘာမှ rule လဲနားမလဲ goo လဲနားမလဲငါလက်ချီပြောပြရင်လဲဟိုဟာပြောမယ်ဒါငါချစ်လို့ပြောပြတာတော်ပြီကွာနေလဲကောင်းတာမဟုတ်